ခံစားချက်ဆိုတာဘာတစ်ခုမှအသုံးမကျပါဘူးလို့ဘယ်တော်များမှသဘောပေါက်ပါလေတန်တရာတစ်ချောင်းလုံးသိတဲ့ထီတော်သဘောပေါက်မသွားကြဘူးကြီးခံစားချက်တွေနဲ့မဟုတ်တာတွေလုံးမလို့လားခံစားချက်တွေနဲ့မဟုတ်တာတွေပြောမလို့လားခံစားချက်တွေနဲ့မဟုတ်တာတွေစိတ်ကူးမိနေတာလားခံစားချက်တွေနဲ့ဟုတ်တာကိုမလုပ်ဘဲရွဲ့နေသလား ခံစားချက်တွေနဲ့ဟုတ်တာကိုမပြောဘဲနေနေသလားခံစားချက်တွေနဲ့ဟုတ်တာကိုတော့မတွေးဘဲနေနေသလားခံစားချက်ဆိုတာနားလေတယ်မို့လားခံစားချက်ကတမိုးရှိလားမရှိဘူးလားခံစားချက်ကအသုံးချသလားမချဘူးလားဟမ်တိဗ္ဗံတရားအထုံနီး ညီမလေးကောင်ဒါမေတဲ့သူတို့မတိုင်ခင်ဟိုတောင်စုံအလူကြတော့ညီမအကြီးမဟာနန်းတို့ရသွားတယ်ဆရာတော်နှစ်ပါးနဲ့သူအိမ်ပြန်ရောက်ဖုံးဆက်ဆရာတော်တွေလည်းရောက်ပြီဆိုဖုံးဆက်အခွေလို့ညီမလေးကောင်တရားလာဝင်มาဆိုတော့နင်းကတော့အိမ်ဆောင်ဘောလို့ဒါပေမဲ့တခုတော့ရှိတယ်လို့ငါအဲ့လေးကောင်ကိုဟောမဲ့တရားရှိတယ်လို့နင်းတခါလေးခေါ်လိုက်ရမလားဆိုခေါ်ပါဗျာခေါ်လိုက်တယ် ဘဝမှာခံစားချက်ဆိုတာဘာတစ်ခုမှအသုံးမချဘူးဆိုတာနင်ဘယ်တော့မှသိမှာလေခုသိလိုက်မကောင်းဘူးလားအဲ့ဒါဟောလိုက်တယ်မောင်မောင်ကငါနန်းတော်ယူလေဟောကိုညီမအကြီးဆိုတော့သူကတော့ပြန်ပြောချာပါတယ်သူတစ်ချက်ကလေးငြိမ်သွားတယ်သိသိတယ်နော်ခုအတိတ်ပဲသိတယ်နော်ခံစားချက်ကိုရှေ့တန်းတင်မှလားမတင်ဘူးလားခံစားချက်ကအသုံးချလားမချဘူးလားဘာတန်ဖိုးရှိတော့ ဟမ်တကယ်ငါညီမအကြီးကဘာပြောတယ်အောင်မေတဲ့နန်းတော်ကြီးကဘဝမှာခံစားချက်ဆိုတာဘာတစ်ခုမှအသုံးမချဘူးဆိုတာဘယ်တော်များမှသဘောပေါက်မှလဲဟာလို့အဲ့ဒါဟောမှာဆိုတော့ तू ကညှိအိမ်သွားပြီးတော့ပြန်ပြောတယ်ဖုံမုံကဖုံမုံကိုတဲ့ တပည့်တော်တို့ကခံစားချက်နဲ့လူလုံနေရတာတဲ့အကုမဟုတ်ကိုရောမဟုတ်လားသူပြန်ခေါ်နေတယ်ဒီလူတွေကဘာနဲ့လူလုံနေရတာလုံဘောလုံဘောဘလို့ချောက်เสียအကောင်းလဲခံစားချက်ဆိုတာဘာလို့များခံစားချက်ကိုရှည်တန်းတင်နေကြရတာလဲတိချာတွက်ကြည့်အဲ့ဒီခံစားချက်ကြီးကိုအဟုတ်ထင်လို့ကိုပြဿနာတက်တာ